ီနေ့ကတော့ဖြိုးကမစားပြတာကြပြီဖြစ်တဲ့ဝက်ခေါင်းတုံနဲ့ဝက်သားတုပ်ဖို့ကိုကိုရိုင်းလုပ်ပြီးတော့စားပြမလို့ပါဖြိုးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်嗯。 Hello အားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဖြိုးလေဟိုတနေ့ကဝတ်တာထုတ်ထုတ်ဆိုင်မှာဝတ်တာထုတ်ထုတ်တဝက်စားတာပေါ့နော်ဝတ်တာတွေဈေးကြည့်တော့လေတချောင်း200ရို့900လို့ဖြစ်ကုန်သီးလားအဲစားတာစားမွားတာ ਨੇ ဒီမနက်ဈေးတွေကိုသွားပြီးတော့ဒီမှာဝတ်ကောင်တစ်ချမ်းတော့ဝယ်ခဲ့ပါတယ်စိတ်ကြိုက်ပေါ့နော်ဝတ်ကောင်တုံးနဲ့ဝတ်တာထုတ်ထုတ်နဲ့လှစားမယ်အခုဒါကတော့ဖြိုးတိတ်ချတန့်စင်လာပြီးပါပြီပေါ့နော်ပြီးလို့ရှင်တော့ဆက်ပြီးတော့လှုပ်လိုက်ပါဦးမယ် ထုံးစံအတိုင်းပြီးမီးရပြတ်တယ်ဆိုတော့ပြောရမှာလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့တက်တက်ရင်ချက်လို့ရတဲ့ EFL gas oil လေးနဲ့ပဲချက်လိုက်တော့မှာပေါ့နော်အခုအရင်ဆုံးဒီဝက်သားလေးတွေကိုဖြိုးပထမဆုံးတရေပြုတ်ထားလိုက်ပါမယ်ပထမတရေမှာတော့လေဖြိုးဘာရတာမှမထည့်ပဲနဲ့သူ့ဒီတိုင်းပဲပြုတ်လိုက်မှာပေါ့နော်ကဲအဖုံဖုံထားလိုက်ပါတော့မယ်ဖြိုးရဲ့ဝက်သားလေးတရေဆူလာပြီဆိုတော့ဖြိုးမီးပိတ်လိုက်ပါတော့မယ်ရေအေးထဲမှာပြန်ပြီးတော့ဆယ်ထည့်ထားမှာပေါ့နော် ပြန်ဆေးလိုက်တော့လေဖိုးတို့တက်တန်လေးစားရတာပေါ့နော်ကဲကွာတော့ဖိုးဝက်တာကိုအရသာနဲ့စပြုတ်တော့မှာပေါ့နော်ခုနကတေချာတန်းဆင်ထားတဲ့ဝက်တာလေးကိုထည့်လိုက်တော့ပါမယ်ကဲပြွားရင်တော့ပြွားချင်းရဲ့ကြက်သွုံပြူရဲ့နနက်ပွင့်လေးနည်းနည်းရေပေါ့နော်ထည့်ပေးပါမယ်။အရသာတော့ကတကြားနဲ့စားလေးကိုထည့်ပေးပါမယ်။ ပန်းကန့်ပြာရည်အပြစ်ပေါ့နော်ထည့်ပေးပါမယ်။ပန်းကန့်ပြာရည်အကျဲလေးပေါ့နော်။ပြီးရင်သူတို့ကိုအုပ်ထားလိုက်ပါတော့မယ်။ဘာသာပြုတ်ခါတဲ့အချိန်မှာဖြိုးကလေထွေးဖူလေးလလမင်းနေကြတဲ့အချိန်ဆက်နေလေးကိုဖြိုးကတခါရေလှုပ်ပြချင်လို့ပေါ့နော်အခုလှုပ်ပြပါမယ်အဲဒီ EFR 4KG OR ကြတော့ဝတ်တာပြုတ်ထားတယ်ဆိုတော့လေတခါရေလဲပြီးချင်တာနဲ့ဒီမှာ EFR ကထုတ်ထားတဲ့ portable gas oil လေးရှိနေတော့အဲ gas oil နဲ့တခါရေလှုပ်လိုက်တော့မယ်သူကကြတော့လေအလွယ်တကူသုံးလို့ရတာပေါ့နော်တဲသွားလို့ရှိရင်လည်းအရန်ဆင်ပြေတာပဲ ဒါကြားလွယ်လွယ်ကူကူ gas ဘူးသေးလေးနဲ့ပေါ့နော်ချင်းဆက်ဖို့အတွက်အရင်ဆုံးဖြူကရေလေးထည့်ပါမယ်။ကဲပြီးရင်တော့ဖြူကတကြားလေးထည့်ပေးပါမယ်။ဖြူကငရုတ်စီထည့်မှာပေါ့နော်။ဖြူကတော့ဒီလိုပဲပြန်ကြိုပြီးတော့လုပ်တယ်တည်လား။ဒီ EFR gas oil လေးရှိတာလေ။အရှင်မရဲ့အတွက်အရန်အဆင်ပြေတာပဲတည်လား။ မီးမလာတဲ့ခါကြလို့ရှိရင်စိတ်ညစ်ညေစရာမလိုတော့ဘဲနဲ့ gas oil နဲ့အလွယ်တကူချက်လိုက်လို့ရတာပေါ့နော်ပြီးလို့ရှိရင် तू ကတတ်တန့်ရှင်လဲချက်လို့ရတယ်ပြီးရင်မြ мян ဆဆန်လွယ်လွယ်ကူလဲချက်လို့ရတော့လေဖြိုးအတွက်ကတော့လုံးဝဟင်းချက်ဖို့အတွက်စိတ်နှောက်ရှာမဖြစ်တော့ဘူးပေါ့နော်ကဲတကြားနဲ့ငရုတ်စီလေးတွေအခုလိုအေးပျော်ပြီးဆူလာပြီဆိုရင်တော့ဖြိုးတို့ကအရသာအတွက်ငံပြိုင်ကြီးလေးထည့်ပါမယ်မကြီးရဲ့ကြတော့ဖြိုးတို့နည်းနည်းပဲထည့်ပေါ့နော်ဒီလိုအနေထားဆိုရင်ရပါပြီဖြိုးတို့မီးပိတ်ထားလိုက်တော့မယ် ကဲအခုဆိုရင်တော့ဖြိုးရဲ့ဝက်သားလေးတွေရပါပြီရှယ်ပဲเนาะအင်းရောပဲကဲဝက်သားလေးကိုလှိပါတော့မယ်ဒါတော့ဖြိုးရှာလေးကိုလှိတာပေါ့เนาะအဲဒါတော့နရွက်လေးပေါ့เนาะ ဲခုဆိုလို့ရှိရင်ဖြိုးရဲ့ဝက်တာလေးတွေတုပ်ဖို့အတွက်လှီးပြီးသွားပြီပေါ့နော်။မထုတ်ထိုးလဲအလုံးအစင်းနဲ့ဖြစ်ပါပြီ။ကဲဖြိုးကတော့သခွားသီးနဲ့ပဲတုပ်တော့မှာပေါ့နော်။ပြီးရင်တော့နက်နက်မင်းလေးပါညှက်ထည့်လိုက်။အချင်းရည်လေးထည့်ပါမယ်။ကဲပြီးရင်တော့ငရုတ်ဒီဆက်ဆက်လေးစားမယ်ဆိုအချက်မလို့ထည့်လိုက်။ပြီးရင်တော့ဖြိုးနဲ့ပါတော့မယ်။ကဲခုဆိုလို့ရှိရင်ဖြိုးရဲ့ဝက်ခံတုံးလေးရသွားပါပြီ။

ဖြိုးဒီမှာလေးကျသွန့်ဖြူနဲ့ငရုတ်ဒီစိန်လေးလှိရတာပေါ့နော်ဒါဝငရုတ်စီတဲ့ထည့်လိုက်ပါမယ်အဲ့ဒါမှပို့ပြီးတော့ဒီအချင်ကြီးလေးကပို့မှွေးသွားတာပေါ့နော်ကဲနဲ့ထည့်မယ်ဖြိုးကကြတော့နန်းနန်းမင်းကြိုက်တယ်ဆိုတော့လေနန်းနန်းမင်းလေးညှက်ထည့်မှာပေါ့နော်ကဲပြီးရင်တမ်းရည်လေးပဲညှက်ထည့်အောင်မဖြိုးကငရုတ်ဒီချက်မုံလေးတစ်စုံထည့်ပါမယ်ကဲစားကြပါဦးရှင်ဖြိုးစားရတော့မယ်ဟုတ်ကောင်းတယ်ဗျ တမရလေးမြှက်ထတော့လေပို့ပြီးတော့မှုရတဲ့ရ嗯，嗯，高油了。嗯。 啥里边啥哦？一百三。 ောင်းလိုက်တယ်မှာဗျဖြိုးလို့လေစားကျင်နာလေချက်ချင်းစားနိုင်မှုအတွက်ဆိုလို့ရှိရင်မျက်စိမြူမဆောင်နဲ့နော်ဖြိုးလို့ EFL gas on နဲ့သာချက်လိုက်သူကပင်လည်းမပင်မအောင်ပြောရှင်ချွေးမထွက်လှလပလေးနဲ့ချက်လို့ရတယ်တိလား ဖြူကတော့အမြဲတမ်းအိမ်မှာစောင်းထားတယ်။အော်ပြီးရင် portable gas ဆိုလေးရကြတော့လေတက်ရတာလည်းလွယ်ကူတယ်ပေါ့ပေါ့ဘာရှိတော့လေတငယ်ချင်းတွေနဲ့ပဲပျော်ပဲစားသွားမလားဒါမှမဟုတ်အိမ်မှာမိသားစုတွေစုပြီးပဲအဲတခုခုလောက်စားမလားအရန်အဆင်ပြေရပဲတည်တာအိမ်တိုင်းမှာမရှိမဖြစ်စောင်းသားနေတဲ့ထဲမှာဆိုလို့ရှိရင်ဒီ EFR gas oil လေးလည်းပါတယ်နော်သူ့ကိုအသေးသေးတိကျနေတယ်ဆိုလို့ရှိရင်တော့အခုဖြိုးပြထားတဲ့ EFR gas ရဲ့ page မှာသွားပြီးတော့အသေးစိတ်စုံစမ်းလို့ရတယ်နော်ဖြူကတော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်နော်

ားတာနည်းနည်းများသွားပြီဆိုတော့ဒီမှာရက်လိုက်ပါတော့မယ်ဖြိုးလို့ web count တော့စားချင်တယ်ဆိုလိုက်ပြီးတော့လုတ်စားကြည့်ကြအောင်เนาะအရန်လွယ်ကူလာပဲဒါပေမဲ့မြန်မြန်ဆန်ပြီးဖို့အတွက်ဆိုလို့ရှိရင်တော့ EF count ကိုလေးတွေကတုံးကြည့်ကြเนาะကဲနောက်ပြတော့ကြာလို့ရှိရင်ဖြိုးဘိုင်းချက်ပြရတော့ဘိုင်းစားပြအောင်လို့ဆက်မှတ်ကြည့်ရှုပေးကြပါအောင်ရှင်တတား